အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကဘဝမှာကိုလိုချင်တဲ့ຢာတွေရခြင်းနဲ့ကြွယ်ဝချမ်းသာစွာနေထိုင်ခြင်းနဲ့စိတ်ချမ်းချမ်းသာသာနဲ့နေထိုင်ခြင်းနဲ့စိတ်အေးချမ်းချမ်းနဲ့နေထိုင်ခြင်းနဲ့အဲကိုယ်စိတ်ထဲမှာတောင်းတလိုက်တဲ့ຢာတွေရခြင်းနဲ့ဆိုလို့ရှိရင်ဒီစိတ်ထားလေးတွေကို မထားပါနဲ့အဲ့ဒါကနံပါတ်၁ချက်နေနဲ့ မကောင်းမြင်တဲ့စိတ်ထားပဲဖြစ်ပါတယ်မကောင်းမြင်တဲ့စိတ်ထားဆိုတာကဟော်မုန်းတို့တစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်အပြစ်မြင်မိလိုက်တာတို့အပြစ်ဆိုမိလိုက်တာတို့အပြစ်စကားပြောမိလိုက်တာတို့ဒီအရာလေးတွေကိုကဖယ်နိုင်အောင်လို့ကြိုးစားပါဖြစ်တာကတော့ဖြစ်မှာပဲဒါပေမဲ့ဖြစ်တယ်ဆိုလို့ရှိရင်ကိုကတတိလေးထားပြီးတော့မှပြန်ပြီးတော့မှဒီကောင်းတဲ့အတွေ့အလေးတွေနဲ့မြန်မြန်အစားထိုးပေးပါလောက်ပါများတယ်ဆိုလို့ရှိရင်အကျင့်ရသွားပါလိမ့်မယ်ပြီးတော့နံပါတ်၄ချက်နံပါတ်၄ချက်ကတော့ဘာလဲဆိုလို့ရှိရင် င်ရဲ့ဒေါသစိတ်တွေမထားဖြစ်အောင်နေပါဒေါသစိတ်ထားတဲ့အခါကျလို့ရှိရင်ကိုယ်တိုင်ပူလောင်သလိုတခြားလူတွေလည်းပူလောင်ရတယ်တခြားလူတွေလည်းအဆင်မပြေဖြစ်ရတယ်အမေတို့ဘဝမှာလူတိုင်းလူတိုင်းလူတိုင်းကသူတို့ဟာနဲ့သူတို့ဒီကြီးမားတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်ဒါကြောင့်ကိုကဒေါသနဲ့ပြောလိုက်တယ်ဒေါသနဲ့အဲပြောဆိုတုတ်ပြန်မိတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လည်းအဆင်မပြေသလိုတခြားသူအတွက်လည်းအဆင်မပြေဘူးကိုယ့်အတွက်လည်းမကောင်းတဲ့ energy တွေမကောင်းတဲ့အရာတွေဖိတ်ခေါ်သလိုမျိုးဖြစ်ပါ ါတယ်။ဒါကြောင့်ဒီဒေါသစိတ်တွေမထမ်းမိအောင်လို့တတိထားပြီးတော့နေထိုင်မှာပြုတ်ပြင်မှာပြုတ်ပြင်နေပြောင်းလဲတယ်ဆိုလို့ရှိရင်တော့ရသွားပါလိမ့်မယ်။အရေးကြီးဆုံးကအကျင့်လေးလုပ်ပေးဖို့ပဲလိုအပ်တာပါ။ပြီးတော့နံပါတ်3ချက်နံပါတ်3ချက်အနေနဲ့ကတော့ ဒီစိတ်ထားမထားနဲ့မနာလိုတဲ့စိတ်ထားပဲဖြစ်ပါတယ်။မမိုးတွေကတခြားသူတွေကိုလှုပ်ချင်တဲ့အရာတွေပေါ့နော်။အဲ့ဒီအရာတွေကိုတခြားသူတွေကလုံနိုင်နေတာ၊တခြားသူတွေသုံးနိုင်နေတာ၊တခြားသူတွေအရင်ကြီးအဆင်ပြေနေတာ။ဒါပေမဲ့ကိုယ့်ထံမတိမ်မယိမ့်လေးအဆင်ပြေနေတာ။ဒါမျိုးလေးတွေတွေ့တယ်ဆိုလို့ရှိရင်စိတ်ထဲမှာမနာလိုတဲ့စိတ်ပေါ်မိတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ကိုဖြောင်းအောင် 6ပါဖြောက်နိုင်အောင်လဲစူးစားပါဖြောက်တဲ့နီလန်းကတော့အော်လွယ်ကူရိုးရှင်းတဲ့နီလန်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အတိတ်နမိတ်ဖတ်တာပဲအော်သူအဆင်ပြေနေတယ်ဆိုလို့ရှိရင်ငါလည်းဒီလိုမျိုးအဆင်ပြေတော့မယ်ဆိုတော့လာပြီးတော့ငါ့အတိတ်နမိတ်ပြတာပဲဆိုပြီးတော့ဒီကျေးဇူးတင်လိုက်ပါဒါဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့ဘဝထဲမှာလည်းတခြားသူအဆင်ပြေနေတယ်လို့ကိုလည်းအဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့နောက်တစ်ခုကတော့လုံရမယ့်အချက်ကလေးပဲဖြစ်ပါတယ်လုံရမယ့်အရာကတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းရှင်းနေအောင်လို့ထားပါစိတ်ဆိုတဲ့ရ ာကတစ်ချိန်မှာတစ်ခုကိုပဲတွေးလို့ရတာပါတစ်ချိန်မှာအများကြီးကိုသွားတွေးပြီးတော့မှလုံးလို့မရဥပမာဒီအချိန်မှာမကောင်းတဲ့အမှမို့စိတ်ဆိုးတယ်ဆိုပါဆိုအဲ့ဒီစိတ်ဆိုးတဲ့စိတ်တစ်ခုလည်းကိုပဲထားလို့ရတယ်ကြံတဲ့ຢာကိုထားလို့မရအဲ့ဒီအတွက်ကြောင့်ကိုကစိတ်ဆိုးတဲ့ຢာကိုမထားဘဲနဲ့ဒီအချိန်မှာကိုကဒီကိုရဲ့စိတ်ကလေးကိုရှင်းပြီးတော့မှကောင်းနေတဲ့အတွေးလေးတွေကိုလှုပ်ပေးပါဒါဆိုလို့ရှိရင်အစီပြေလာတာကိုတွေ့ရပါလိမ့်မယ်တစ်ချိန်ထဲမှာပဲဒီလိုကိုကြည့်တဲ့မိတ်ဆွေကတည်င်းကျလက်ဆောင်ကိုရယူခြင်းနဲ့ဆိုလို့ရှိရင်မကြခင်မှာပြုလုပ်တော့မယ် NLP တည် င်းကျွတ်လက်ဆောင်တင်တဲ့တစ်ခုရှိပါတယ်